ပေါ်အဆုတ်ကင်စာဆိုရင်အဓိကအားဖြင့်အဆင့်၄မှာပဲတွေ့ရတတ်ပါတယ်။အဲ့ဒီအချိန်မှာတော့ကုတာလို့မရတော့ပါဘူး။အများစုမှာအဆုတ်ကင်စာ ကုတာမှုရဲ့ရလဒ်ကအရင်ဆုံးပါတယ်။ဒါကြောင့်အဆုတ်ကင်စာကိုအစောပိုင်းအဆင့်မှာပဲတွေ့ဖို့လိုပါတယ်။အများအားဖြင့်အဆုတ်ကင်စာကအဆင့်တနည်းနှစ်မှာအခြေအနေမပြင်းထန်ပဲရှိတတ်ပါတယ်။ဒါကြောင့်အနည်းရရှိသူတွေကိုအဆုတ်ကင်စာစစ်ဆေးဖို့လိုပါတယ်။ လူနာရီထဲမှာစစ်လေးအရန်တောက်တဲ့သူတွေစစ်လေးတစ်ထုပ်ထပ်ပို့ပြီး15နှစ်ထပ်ပို့တောက်ခဲ့သူတွေဒါမှမဟုတ်အစုတ်ကင်စာသို့မဟုတ်အခြားကင်စာရဲ့မိသားစုတမိုင်းရှိသူတွေဒီလိုလူနာရီကိုအစုတ်ကင်စာစစ်ဆေးဖို့လိုပါတယ်ဒါကြောင့်အစောပိုင်းအဆင့်မှာအစုတ်ကင်စာကိုတွေ့နိုင်ပြီးကုသနိုင်တဲ့အခြေအနေကိုရရှိနိုင်ပြီးအသက်ရှင်မှုတုံးကိုတိုးမြှင့်နိုင်ပါတယ် ဒါကြောင့်ဒီအတွက်ကျွန်တော်တို့အမျိုးမျိုးသောကရိယာတွေကိုအသုံးပြုပြီးယောဂရှာဖွေရန်စူးစမ်းနေပါတယ်။အများအားဖြင့်စစ်ဆေးမှုကရိယာကအ ਨੇ ဆုံးထောက်ဖြစ်ပါတယ်။ဒါကအဆုတ်ကင်စာစစ်ဆေးမှုအများဆုံးအသုံးပြုတဲ့စစ်ဆေးမှုကရိယာပါ။တခါတရံမှာတင်းနေငယ်သောအနာတရသို့မဟုတ်အစစ်မမှန်မှုတစ်ခုခုကိုတွေ့ရှိခဲ့ရင်ကျွန်တော်တို့ bit scan သို့မဟုတ် scan နဲ့ cell စစ်ဆေးနိုင်ပြီး bronchoscopy သို့မဟုတ် endoscopy ultrasound လမ်းညွှန်မှုကိ babe C သို့မဟုတ် bed spite C လုပ်နိုင်ပါတယ်။ ဒါကြောင့်အဆုတ်ကင်ဆာကိုအဆင့်တစ်နှစ်နဲ့မှတွေ့ရှိပြီးကုသနိုင်တဲ့ကုသမှုကို ပေးနိုင်ပါတယ်။ဒါကြောင့်အသက်ရှင်မှုနှုန်းနားနှစ်အတွင်းအသက်ရှင်မှုကို80မှ80ထက်ပိုတိုးမြင့်နိုင်ပါတယ်။အများအားဖြင့်အဆုတ်ကင်ဆာအဆင့်ကိုအဆင့်လေးဖြစ်ဖော်ပြပါတယ်။အသက်ရှင်မှုနှုန်းက300ခန့်နှုန်းကနေ900ခန့်နှုန်းပဲရှိပါတယ်။